နိုဝင်ဘာလ၄ရက်အင်ဂါနီညပိုင်းမှာထိပွားခဲ့တဲ့ UPS လေယာဉ်ပြတ်ကျမှုတဲ့တင်းဟာအမေရိကန်ပီထောင်စုကင်တက်ကီပြည်နယ်လူးဝီဗဲလ်မြို့ကိုထိတ်လန့်တုံးလုပ်ဆဲခဲ့ပါတယ်။ Louisville လေဆိပ်မှပြန်ကျပ်ပြီးမကြခင်ပါမယ်။ UPS ကုန်တင်လေယာဉ်မျိုးစား MD-60 ဟာမြေပြင်ပေါ်ကိုပြတ်ကျခဲ့တာဖြစ်ပါတယ်။ဒီထည့်ရကြောင့်တေဆုံးသူစုစုပေါင်း၄ဦးအထိရှိသွားပြီဖြစ်ကြောင်း Louisville လေဆိပ်အရာရှိတွေကနောက်ဆုံးအတိပြုဖြိုကျလိုက်ပါတယ်။ဒါ့အပြင်ဒဏ်ရာရသူ၁၁ဦးကိုလည်းဒေသခံဆေးရုံတွေမှာတင်ဖို့ကုသနေရပြီးအချို့ဟာဒဏ်ရာပြင်းထန်ကြတယ်လို့သိရပါတယ်။ ကင်တက်ကီပြည်နယ်အုတ်ချိုကေမှုအန်ဒီဘက်ရှီယာကတော့လေရင်ဖော်ပါတဲ့အမှုထံတွေရဲ့အခြေအနေကိုမသိရသေးဘူးလို့ပြောကြခဲ့ပြီးပြက်ကြပုံကအလွန်ကြမ်းတမ်းတဲ့အတွက်မိသားစုဝင်တွေအတွက်စိုးရင်ပူပန်စရာဖြစ်နေတယ်လို့ဆိုပါတယ်။ပြက်ကြချိန်မှာလေရင်မှာလောင်စာဆီဂါလန်38000နီးပါးရှိနေတာကြောင့်မီးကြောက်မီးလျံကြီးများနဲ့မီးခိုးလုံးကြီးများဟာမိုင်းပေါင်းများစွာထိထပ်ပေါ်နေခဲ့ပါတယ်။မီးသက်သမားတွေဟာလောင်စာဆီဖိတ်စင်မှုနဲ့မီးကိုထိန်းချုပ်နိုင်ဖို့စ조사နေရဆဲဖြစ်ပါတယ်။ ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ FAA နဲ့အမျိုးသားတဲယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့ NTSB တို့ဟာဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးဖို့ဆက်သွယ်လှုပ်ဆောင်နေပြီး NTSB အဖွဲ့ဟာဗိုလ်တဟူးနေမှာအခင်းဖြစ်ပွားရာကိုရောက်ရှိလာမယ်လို့ထင်ရပါတယ်။ဖီးနဲအုပ်ချုပ်ရေးမှူးဘက်ရှီယာကအမျိုးခံတွေကိုဖျက်ချလက်နေရာကိုလုံဝမသွားဖို့တတိပေးထားပါလေ။အဲ့ဒီနေရာမှာမီးလောင်ပေါက်ကွဲနိုင်တဲ့အန္တရာယ်ရှိနေဆဲဖြစ်ပြီးကက်ဆယ်ရေလုံငန်းတွေကိုအနောက်အရာမဖြစ်စေလို့တဲ့အတွက်ဖြစ်ပါလေ။ ဒါအပြင်ဖြစ်ကြမှုကြောင့်ထွက်ကြလာတဲ့လေးရန်အပိုက်အဆအတွေကိုတွေ့ရှိပါကလုံးဝမထီးပဲဓာတ်ပုံရိုက်ကပတ်ဆက်ရာကိုအကျန်းကြားဖို့ကိုလည်းတာဝန်ရှိသူတွေကမေတ္တာရောက်ခံထားပါတယ်ဒီကျေကွဲဖွယ်ဖြစ်ရကြောင်းလူ ਈ ဗျိုးရှိအကြီးဆုံးចောင်းဖြစ်တဲ့ JCPS ဟာလည်းဘောဒဟိုးနဲ့အတွေ့ចောင်းပတ်ရအပြည့်ညညာလိုက်ပါတယ်။